မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ August 30ရက်နေ့မနက်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ် ပထမဆုံးတင်ဆက်ပေးရမယ့်စခန်းသိမ်းတိုက်ပွဲသတင်းကတော့ဝိုင်းမော်မြို့နယ်လမ်းမြန်ရွာအနီးမှာစစ်ခွေးတပ်နဲ့ပြည်သူစစ်တွေတပ်ဆွဲထားတဲ့စခန်းတစ်ခုကို KIA နဲ့ KPDF ကတင်းယူလိုက်ပြီးတော့စစ်ခွေးတပ်ကလေကြောင်းကနေပြီးတော့အပြင်းထန်ခုခံနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။လမ်းမြန်ရွာကဖျားချောင်းဝင်းအတွင်တပ်ဆွဲထားတဲ့စစ်ကြောင်းကိုဩဂတ်စ်လ28ရက်နေ့ကစတင်ပြီးတော့ KIA နဲ့ KPDF ပူးပေါင်းတပ်ဖွဲ့ကထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီးတော့ဩဂတ်စ်လ29ရက်နေ့ညနေပိုင်းမှာတင်းယူလိုက်နိုင်ခြင်းဖြစ်တယ်လို့သိရပါဗျ။ မနေ့ကရောဒီနေ့ရောလေချောင်းကနေတောက်လျှောက်ဘုံနေလာကျဲနေတယ်မပါခမြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကနေလဲလက်နက်ကြီးတွေနဲ့ပြစ်နေတယ်မနေ့ကတော့စခန်းကိုတင်းလိုက်တာဟုတ်ပါတယ်စစ်ခွေးတွေကလက်နက်ကြီးတွေနဲ့အခုချိန်ထိပြစ်နေတယ်လို့ကချင်စီရေးသတင်းရေးမိကမနေ့ကည9:00နာရီခန့်မှာသတင်းပေးဖို့ပြောကြားထားပါတယ်တိုက်ပွဲအတွင်းမှာစစ်ခွေးတွေဘက်ကထိခိုက်ဒေဆုံးမှုတွေများပြားခဲ့ပြီးတော့စစ်တုံးမန်းတွေရောလက်နက်ခဲယမ်းများပါ KIA နဲ့ KPDF ပူးပေါင်းတပ်ဖွဲ့ကတင်းစီရရှိခဲ့တယ်လို့သိရပါတယ်။ KIA ကတရင်အသေးစိတ်ကိုမထုတ်ပြန်သေးတော့လဲ စေခွေးအရာရှိအပါအဝင်78ဦးထက်မနည်းရရှိခဲ့တယ်လို့စစ်ရေးတရေအမြင့်ချုပ်ကပြောကြားထားပါဗါး78ဦးဟာစစ်တုံးမှန်းသို့မဟုတ်ရုံအလောင်းဆိုတာကိုတော့တိတိကျကျမသိရသေးဘူးလို့ပြောပါတယ်အခြားသောကချင်စစ်ရေးတရေအမြင့်တအူးကလည်းသုံးရက်တိုက်ပွဲအတွင်းမှာဝိုင်းမော်ဘက်ကစစ်ခွေးအရှင်ရှစ်ကောင်ကိုဖမ်းမိထားပါတယ်လက်နက်တွေလည်းရထားတယ်လို့အတီးပြုတ်ပြောကြားထားပါတယ်တိုက်ပွဲတွေအတွင်းမှာ KIA နဲ့ KPDF ကရဲဘော်၃ဦးကြာဆုံးခဲ့တာ 9ဦးဒဏ်ရာရရှိခဲ့တယ်လို့သတင်းရရှိပါရတယ်။အခြားသတင်းရင်းမြစ်တအုပ်ကလည်းလမ်းမြန်ရွာမှာစစ်ခွေးတပ်နဲ့ပြည်သူစစ်တွေတပ်ဆွဲထားတဲ့ဖျားကြောင်းနေရာကိုဩဂတ်စ်လ28ရက်နေ့မှာ KIA ဘက်ကသိမ်းပိုက်နိုင်ခဲ့ပြီးတော့ဩဂတ်စ်လ29ရက်နေ့မှာဖျားကြောင်းအနီးလမ်းစုံကို စီကောင်စီဘက်ကလက်နက်ကြီးတွေလေကြောင်းပစ်ကူတွေပစ်နေတဲ့ကြားထဲကနေတိမ့်ပိုက်နိုင်ခဲ့တယ်လို့အသိပေးထားပါတယ်။စီကောင်စီတပ်ထံကနေပြီးတော့လက်နက်ခဲယမ်းများရရှိခဲ့ပြီးတော့လက်နက်ချသူများလည်းရှိတယ်လို့ဖော်ပြထားပါတယ်။လက်မြန်ရွာဟာ KI နဲ့ KPDF ပူးပေါင်းတပ်ဖွဲ့များထိန်းချုပ်ထားတဲ့ရွာဖြစ်ပြီးတော့အခုတိမ့်ပိုက်လိုက်တဲ့စခန်းနေရာမှာစစ်ခွေးတပ်ကပြီးခဲ့တဲ့ဇွန်လကစတင်ပြီးတော့အင်အားအများပြားနဲ့စစ်ကြောင်းထိုးပြီးတော့တပ်ဆွဲခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။လက်မြန်ရွာပတ်ဝန်းကျင်မှာ KIA နဲ့ KPDF တပ်ဆွဲထားတဲ့နေရာများကို မကြာခဏဆိုသလိုလက်နက်ကြီးလေချောင်းတို့ကနေပြီးတော့ပြစ်ခတ်ခဲ့တယ်လို့သိရပါဗျ။ဒါအပြင်စစ်ခွေးတပ်ကဝိုင်းမော်မြို့ခလရ58မှာလဲတင်ငါးများကိုအစင်းသစ်ပြင်ထားတယ်လို့သိရပါဗျ။ဝိုင်းမော်မှာမြေပြင်တိုက်ပွဲတွေညိတ်သက်နေရာကနေစစ်ခွေးစစ်ကြောင်းပြန်လဲဝင်ရောက်လာတဲ့အတွက် KIA နဲ့ KBDF ကမြေပြင်ထိုးစစ်ဖော်ဆောင်နေခြင်းဖြစ်တယ်လို့ရှေ့တန်းသတင်းရင်းမြစ်ကပြောပါတယ်။ အေအော်ဒီမြေကူးတရားချားနေတယ်မြို့ချင်းဆက်နေတဲ့မြေကြီးနားနဲ့ဝိုင်းမော်မြို့မှာအခုရပိုင်းနေမှာစေခွေးတကစီရေးလှှရှားမှုတွေပုံမှုပြုတ်လာပြီးတော့မဘာခါကနေပြီးတော့လဲလက်နက်ကြီးများနဲ့နေစဉ်ပြစ်ခတ်နေတယ်လို့သိရပါတယ်ဩဂတ်လ24ရက်နေ့ညကစေခွေးတကလက်နက်ကြီးများနဲ့ပြစ်ခတ်တဲ့အချိန်မှာမြေကြီးနားမြို့ရမ်ဘူးရက်ွက်အတွင်းမှာရှိတဲ့နေအိမ်တလုံးပေါ်ကိုချက်ရောက်ပောက်ကွဲပြီးကလေးတအုပ်တေဆုံးခဲ့ရတယ်လို့သိရပါတယ် ်အခုလပိုင်းအတွင်းမှာကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့စစ်ကောင်စီတို့ဟာဗမော်နဲ့ဖားကန်မြို့နယ်တို့မှာလည်းတိုက်ပွဲတွေဖြစ်ပွားနေပြီးတော့စစ်ခွေးတပ်ဘက်ကလေကြောင်းနဲ့လက်နက်ကြီးတွေအသုံးပြုပြီးတိုက်ခိုက်နေတယ်လို့သိရပါတယ်။ဒါအပြင်ကချင်ပြည်နယ်ဗမော်မြို့မှာလည်းဩဂတ်လ29ရက်နေ့မှာတိုက်ပွဲတွေဆက်လက်ဖြစ်ပွားခဲ့တယ်လို့ရှေ့တန်းသတင်းရင်းမြစ်ကပြောပါတယ်။ညနေ၄နာရီကနေဗမော်ဘက်မှာတိုက်ပွဲတွေပြင်းထန်နေတယ်။အခုချိန်ထိပဲငါတို့ရဲ့ထိုးစစ်တွေပါလို့ကချင်စစ်ရေးသတင်းရင်းမြစ်ကပြောပြထားပါတယ်။ KIA ပူးပေါင်းတပ်ဖွဲ့က2024ခုနှစ် ဒီဇင်ဘာလကစပြီးတော့မြို့သိမ်းတိုက်ပွဲပေါ်ဆောင်နေတဲ့ဗမော်မှာဩဂတ်စ်လနောက်ဆုံးပတ်မှာတကြောပြန်တိုက်ပွဲတွေပြန်လည်ဖြစ်ပွားနေတယ်လို့ KIA ရဲ့သတင်းနဲ့ပြန်ကြားရေးဌာနကအသိပေးထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့သခိုင်းတိုင်းရေဦးမြို့အတွင်းမှာကင်းပတ်ရန်ထွက်လာတဲ့စစ်ခွေးများကိုမိုင်းဆွဲတိုက်ခတ်ရာအချမ်းဘတ်စစ်ခွေးတွေဘက်ကထိခိုက်ဒေဆုံးမှုတွေရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဩဂတ်စ်လ29ရက်နေ့မနက်၈နာရီကမှရေဦးမြို့ရဲ့မြောက်ဘက်ကိုကင်းပတ်ရန်ထွက်လာတဲ့ အကြမ်းဖက်စစ်ခွေးဆယ်ဦးခန့်ကိုရေဦးမြို့အဝင်ဆိုင်ဖို့အနည်းရောက်မှာရေဦးမြို့နယ်ပြည်သူ့ကာကွယ်အဖွဲ့က mind point တက် point နဲ့ mind sway တိုက်ခိုက်ခဲ့တယ်လို့သိရပါဗျ။အဲ့ဒီ mind sway တိုက်ခိုက်မှုအတွင်းစစ်ခွေးတွေဘက်ကထိခိုက်ဒေဆုံးမှုတွေရှိတော့လဲအရင်အတွက်ကတော့အတီးပြုတ်နိုင်ခြင်းမရှိသေးပဲဒေါ်လာရင်းတက်ဖွဲ့တွေကတော့အထိခိုက်မရှိဘဲနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါဗျ။စစ်ခွေးတွေတဲ့စီးရင်ကတော့မသိရသေးဘူး။တရင်ဝင်မလာသေးလို့ပါ။မနေ့ကတိုက်ခိုက်ခဲ့တာပါ။စစ်ခွေးတွေဘက်ကထိခိုက်ဒေဆုံးမှုရှိနိုင်ပါတယ်။တရင်မထုတ်ပြန်နိုင်သေးတာပါ။စစ်ခွေးတွေဘက်ကတော့လက်နက်ငယ်တွေနဲ့ရမ်းပစ်နေပါတယ်လို့ပြည်သူ့ကာကွယ်အဖွဲ့ရေးဦးမြို့နယ်ပတ်ကဖတာဝန်ခံကရှင်းပြထားပါတယ်။အခုလိုမျိုးတိုက်ခိုက်မှုဖြစ်ပွားပြီးတဲ့နောက် အကြမ်းဖက်စစ်ခွေးတွေဘက်ကလက်နက်ငယ်များနဲ့ပြန်လည်ပစ်ခတ်ခဲ့ပြီးမြို့အဝင်အထွက်ဂိမ်းများမှာလုံခြုံရေးတွေတင်းကျပ်စွာချထားပြီးတော့ပြည်သူများကိုစစ်ဆင်းမှုများလှုံ့ဆော်ခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းအရောမုံပြင်းနဲ့ရေးမြို့နယ်ခမရ9ကိုတက်တရင်ကနေကင်းလက်ရန်ထွက်လာတဲ့စစ်ခွေးများကိုတိုက်ခတ်ရာစစ်ကောင်စီဘက်က9ဦးတိတ်ဆုံသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် ဩဂတ်စ်လ28ရက်နေ့နေ့လယ်12နာရီခန့်မှာခမရ5ကိုတဲတရင်ကနေထွက်လာတဲ့စစ်ခွေးများဟာကြောင်းရွာလမ်းပိုင်းကိုကင်းလှည့်ရန်ထွက်လာတဲ့အချိန်ရေးဘလူးအဖွဲ့ကကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့သိရပါဗျ။အခုလိုတိုက်ခိုက်မှုအတွဲမှာစစ်ခွေးတွေဘက်က9កောင်တိုက်ဆုံပြီးတော့လက်နက်ကြီးများနဲ့ပြန်လည်တိုက်ခိုက်ခဲ့တော့လဲတော်လန်ရေးအဖွဲ့တွေကတော့အထိကိမရှိဘဲနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါဗျ။စစ်ခွေးတွေက9ကိုတဲတရင်နဲ့မနီမဝေးနေရာလောက်မှာစစ်စေးရေးပြုတ်လုပ်တဲ့အချိန် တရင်ရဲ့အနောက်ဘက်အပေါက်ကနေထွက်လာတဲ့စစ်ကြောင်းနဲ့ဆုတ်ခွာတဲ့လမ်းမှာတိုက်ပွဲအနေငယ်ဖြစ်ပွားခဲ့ပါတယ်ရန်သူဘက်ကတော့တိုက်စုံမှုတွေရှိတယ်လို့ကျွန်တော်တို့သိရတယ်ဒေသခံတွေကတော့9ယောက်တည်တယ်လို့ပြောတယ်ဒီကောင်တွေကစစ်ကြောင်းပုံစံမျိုးမဟုတ်ဘူးတရင်ရဲ့ကာကင်သူတို့ကရွာရဲ့လုံခြုံရေးပုံစံမျိုးနေတဲ့ကောင်တွေတီးတန့်ရှိတယ်တရင်အပြင်မှာပေါ့သူတို့အင်အားမများဘူးအလွန်ဆုံးမှ15ကောင်လောက်ပဲရှိလားဒီကောင်တွေဘတ်ချမ်းမှာကာပါမရှိဘူးကျွန်တော်တို့ကဖြတ်ပိတ်တဲ့အချိန်မှာကိုဘတ်ချမ်းအရင်ဥပြီးတော့စစ်ခွေး9ကောင်လောက်တခါတည်းတန်းလျှောသွားတယ် လက်နက်ကြီးတွေနဲ့တောင်းလျှောက်ကိုရမ်းပစ်နေတာလို့ရေဘလူးတပ်ဖွဲ့ကတာဝန်ရှိသူတို့ကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ဘကိုးတိုင်းပေါင်းတယ်မြို့နယ်ဘကိုးရုံးမှအတွင်စစ်ကြောင်းထိုးလာတဲ့စစ်ခွေးစစ်တပ်ကိုတိုက်ခိုက်ခဲ့ရာစစ်ခွေးတကောင်တေဆုံးပြီးတော့ထိခိုက်ဒဏ်ရာရရှိသူတွေများပြားခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဩဂတ်လ25ရက်နေ့မနေ့9နိုင်ခွဲအချိန်မှာပေါင်းတယ်မြို့နယ်ကြောက်ကြီးတောင်ဂိတ်စခန်းကအင်အား80ခန်းနဲ့ဘကိုးရုံးမှဘော်ကိုစစ်ကြောင်းထိုးလာတဲ့အကြမ်းဖက်စစ်ခွေးတပ်ကိုပြည်ခရံပြည်သူ့ကာကွယ်တပ်မတော် PDF 363ရက်တက်ရဲစနိုက်ပါအဖွဲ့ကနှစ်ချက်ပြစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ခွေးတကောင်တိတ်ဆုံးပြီးတော့တအုပ်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါဗျ။အခုလိုမျိုးတိုက်ခိုက်မှုဖြစ်ပွားပြီးတဲ့နောက်ဒိတ်ဆုံးသွားတဲ့စစ်သားအလောင်းများနဲ့ဒဏ်ရာရရှိသူများကိုထမ်းစဉ်နဲ့ကြောက်ကြီးဂိမ်းစခန်းကိုပြန်လည်ခေါ်ဆောင်သွားတယ်လို့သိရပါဗျ။အခုလိုခေါ်ဆောင်လာတဲ့အချိန်ဘျူဟာ21ကိုကဲမှုအောက်မှာရှိတယ်။363တဲ့တရဲတခွဲငါကပြန်ချီတက်ရွာနဲ့ညောင်ဒီပင်ရွာကြားမှာပရိသာမိုင်း၄လုံးနဲ့မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့သိရပါဗျ။ အခုလိုမိုင်းဆွဲတိုက်ခိုက်မှုအတွင်းမှာအချက်ဖက်စစ်ခွေး9ဦးပြင်းထန်စွာဒဏ်ရာရရှိက၄ဦးမစိုးရိမ်ကဒဏ်ရာရရှိခဲ့တယ်လို့သိရပါဗျ။စစ်ခွေးစစ်ကြောင်းဟာဒဏ်ရာရရှိတဲ့သူတွေကိုကြောက်ကြီးတောင်ဂိတ်စခန်းကိုပြန်လည်ခေါ်ဆောင်လာပြီးတော့အဲ့ဒီကမှတဆင့်ဖောကားတွေနဲ့ရွှေတောင်မြို့နယ်ဂရင်တရားစစ်ဆေးရုံကိုပို့ဆောင်ခဲ့တယ်လို့သိရပါဗျ။အခုလိုတိုက်ခိုက်မှုတွေပြုလုပ်ပြီးတဲ့နောက်နေမြေရှင်းလင်းရေးပြုလုပ်တဲ့အချိန်မှာ 5.56G 200တောင်းအီနာကတလုံးနဲ့အခြားသောစစ်အုံဆောင်ပစ္စည်းအမျိုးမျိုးတွေကိုလည်းတင်စီရရှိခဲ့တယ်လို့သိရပါဗျ။ ်ဗကိုးရုံးမဘော်ကိုစစ်ကြောင်းထိုးလာတဲ့စစ်ခွေးတွေကိုစနိုက်ပါနဲ့ပစ်ခတ်ပြီးတော့မိုင်းဆွဲတိုက်ခိုက်ခဲ့တာစစ်ခွေးတကောင်တည်ပြီးတော့ထိခိုက်ဒဏ်ရာရတဲ့ကောင်တွေများတယ်ကျွန်တော်တို့ရဲဘော်တွေကတော့အထိခိုက်မရှိဘဲနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့ပါတယ်လို့363ကြားတက်တရဲစစ်ထောက်လမ်းရင်းနဲ့တရင်နဲ့ပြန်ကြားရေးတာဝန်ခံရဲဘော်ရှဲတို့ကအတိအပြုပြောကြားထားကြောင်းတရင်ရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ချင်းပြည်နယ်မင်းတပ်မျိုးသိန်းတိုက်ပွဲကနေထွက်ပြေးသွားတဲ့စစ်ခွေးတွေကမြေဖို့ပြီးတော့ဖွဲ့ထားခဲ့တဲ့လက်နက်ခဲယမ်းများကိုပြည်သူများကထပ်မံပြီးတော့လာရောက်အံ့နှံ့ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မနေ့ကဩဂတ်စ29ရက်နေ့မှာမင်းတပ်မျိုးသိန်းတိုက်ပွဲအတွင်ဂစင်ကလျားနယ်ထွက်ပြေးသွားတဲ့စစ်ခွေးတွေကမြေဖို့ပြီးတော့ဖွဲ့ထားခဲ့တဲ့ MA1 အမျိုးအစားတပ်နက်3လက်40မမဘုံဒီ6လုံးနဲ့အခြားသောလက်နက်ဆက်ဆက်ပစ္စည်းများကိုတာဝန်သိတဲ့ပြည်သူတွေက ချင်း Defense Force မင်းတပ်စေဦးစီးချုပ်ရုံးမှာလာရောက်ပြီးတော့ထပ်မံအနှံပေးခဲ့ခြင်းဖြစ်တယ်လို့သိရပါဗျ။အခုလိုမျိုးလက်နက်ခဲယမ်းများလာရောက်အနှံနဲ့ပြည်သူများကိုချင်း Defense Force မင်းတပ်စေဦးစီးချုပ်ရုံးကနေပြီးတော့စုချင်းဝင်များချင်းမြေပေးခဲ့တယ်လို့သိရပါဗျ။အလားတူပဲဩဂတ်စ24ရက်နေ့ကလည်းစစ်ခွေးစစ်သားများမြေဖို့ပြီးတော့ဖွဲ့ထားခဲ့တယ်။ MA4 အမျိုးအစားတနက်တလက် MA3 အမျိုးအစားတနက်တလက် MA1 အမျိုးအစားတလက်40မမဘုံဒီ၅လုံးနဲ့အခြားသောလက်နက်နဲ့ဆက်ဆက်ပစ္စည်းများကိုလာရောက်ပြီးတော့အနှံ့ပေးခဲ့ရာတာဝန်သိပြည်သူများကို CDF မင်းတပ်စေဦးစီးချုပ်ရုံးကနေပြီးတော့စွန့်ငွေများကိုချင်းမြင့်ပေးခဲ့တယ်လို့သိရပါတယ်။ဒါအပြင်ဩဂတ်စ22ရက်နေ့ကလည်းမင်းတပ်မျိုးကနေပြီးတော့ဂစင်ကလျားနဲ့စုတ်ခွာထွက်ပြေးသွားတဲ့စစ်ခွေးစစ်သားများကမြေဖို့ပြီးတော့ဖွက်ထားခဲ့တယ်။ MA15 အမျိုးအစားဆက်လက်တလက် RPG7 အမျိုးအစားလက်နက်ကြီးတလက် MA4 အမျိုးအစားတပ်နက်တလက် MA3 အမျိုးအစားတက်တဲ့တက်လက်နဲ့ဆက်ဆက်ပစ္စည်းများကိုလာရောက်ပြီးတော့ပြည်သူတွေကအနံပေးခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့တနင်္လာရီတိုင်းရေပြည်မြို့နယ်အတွင်းစစ်ကြောင်းထိုးနေတဲ့အကြမ်းဖက်စစ်ခွေးတပ်ကနေထွက်ပြေးလာတဲ့စစ်သားတအုပ်နဲ့စစ်မှုရမ်းတပ်သား၃ဦးကိုအရှင်ဖမ်းဆီးရမိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် ဩဂတ်လ25ရက်နေ့နဲ့26ရက်နေ့တွေမှာရေပြူမြို့နယ်ကော့လှိုင်းရွာမယန်းချောင်းရွာမိုင်60ရွာနဲ့တရားမွန်ကြေးရွာတို့ကိုစစ်ကြောင်းထိုးနေတဲ့စစ်ခွေးတပ်ကနေထွက်ပြေးလာတဲ့စစ်သားတအုပ်နဲ့စစ်မှုထမ်းတပ်သားတဲ့၃ဦးတို့ကိုရှေ့တန်းစစ်မြေပြင်တနေရာမှာအရှင်ဖမ်းဆီးရမိခဲ့တယ်လို့သိရပါဗျ။အခုလိုမျိုးဖမ်းဆီးရမိတဲ့စစ်မှုထမ်းတပ်သားတဲ့၃ဦးဟာစစ်မှုထမ်းအပစင်၈ကတပ်သားနန်းကိုကိုတပ်သားနိုင်လင်းအောင်နဲ့ ရန်တိုင်းမင်းခေါ်ချစ်ဆန်းမောင်တို့ဖြစ်ပြီးတော့ဂျန်တဲ့တယောက်ကတော့ခမရ405တရင်ကစစ်သားဇေယဝင်းခေါ်ကြော်ဝင်းဖြစ်တယ်လို့သိရပါဗျ။အခုလိုမျိုးစစ်မှုထမ်းတပ်သားတဲ့၃ဦးဟာမတရားစစ်မှုထမ်းဥပဒေကြောင့်ပေါ်တာဆွဲဖမ်းဆီးခံရကစစ်တင်တန်း၂လခွဲကန်တာတင်တန်းတက်ရောက်ခဲ့ရပြီးတော့စစ်မြေပြင်ကိုပို့ဆောင်ခြင်းခံရတဲ့အချိန်မှာထွက်ပြေးခိုလုံလာခြင်းဖြစ်တယ်လို့သိရပါဗျ။စစ်ခွေးတပ်ကအရာရှိများဟာမတရားခိုင်းစေခြင်းစစ်မြေပြင်မှာရှေ့ဆုံးကထားပြီးတော့မတရားအမိန့်ပေးကအသေးခံတက်ခိုင်းခြင်း ဂျေးရွာအတွင်းမှာရှိတဲ့ပြည်သူပိုင်နေအိမ်နေစီကနေပြီးတော့ပြည်စည်းများကိုဖောက်ထွင်းခိုးယူခိုင်းခြင်းအရသာပြည်သူတွေကိုဖမ်းဆီးနှိပ်စက်တပ်ဖြတ်ခိုင်းခြင်းတွေကိုပြုလုပ်ခိုင်းတဲ့အတွက်ထွက်ပြေးလာခဲ့ခြင်းဖြစ်ကြောင်းထွက်ဆိုထားပါတယ်။အကြမ်းဖက်စစ်ခွေးတပ်ဟာဂျေးရွာများအတွင်းကိုလက်နက်ကြီးနဲ့ပစ်ခတ်ခြင်းနဲ့မတရားဖမ်းဆီးတပ်ဖြတ်ခြင်းတို့ကိုခလာရ200နဲ့ခမာရ400ခွန်ခမာရ400ခမာရ400ကိုခမာရ410ခမာရ203တို့ကကျူးလွန်ခဲ့ပြီးတော့ဗိုလ်မှူးစုံမိုးကျော်ဒုတက်ရဲမှူးခမာရ409 ဘိုးကျော်မျိုးခိုင်ခမရ400ကိုဘိုးကြီးဝင်းမင်းစိုးဘိုးကြီးအန်ဖုံးကျော်ဘိုးကြီးအာကာစိုးခလိုက်ရနှစ်ရှင်နဲ့ဘိုးကြီးကျော်စန်းထွန်းခမရ400ခွန်တို့ကခိုင်းစီခဲ့တယ်လို့စစ်မှုထမ်းတပ်သားများကအဖြစ်မှန်တိုင်းကိုထွက်ဆိုခဲ့ပါတယ်တိုက်ပွဲဖြစ်တဲ့ဒီရပိုင်းအတွင်းမှာထွက်ပြေးလာကြတာပါ25ရက်နေ့ကပါတနတ်တော်ပါမလာဘူးညဘက်ကင်းမှာတနတ်မပေးထားဘူးလို့သိရတယ်မိုင်60ရွာတိုက်ပွဲကနေပြီးတော့ထွက်ပြေးလာတာပါဩဂတ်လ25ရက်နေ့မှာ3ရက် ဩဂတ်စ်လ26ရက်နေ့မှာတယောက်ကျွန်တော်တို့တော်လိုင်းရဲဘော်ဒီဘက်ကိုရောက်လာတာပါကျန်တဲ့ပြေးတဲ့သူတွေလည်းရှိပါတယ်တချို့တော့ပြန်ပြီးတော့ဖမ်းမိသွားကြတယ်တချို့ကအခုထိတောထဲမှာပဲကျန်နေသေးတယ်သူတို့ကနေရာအဆုံပဲဘကိုးဘက်ကလည်းပါလာတယ်ရန်ကုန်ဘက်ကလည်းပါလာတယ်လို့ပြောတယ်စစ်မှုထမ်းတပ်သားတဲ့၃ဦးနဲ့နောက်တစ်ယောက်ကစစ်သားပါစစ်စင်ရေးနယ်မြေထဲမှာထွက်ပြေးလာတာဖြစ်တဲ့အတွက် NUG ကချမှတ်ထားတဲ့စစ်တုံးမဲဥတွေနဲ့ပဲအေးအေးယူဆောင်ရွက်ထားပါတယ်လို့ အထူးတိုင်းနီးဗျူဟာ33စစ်စင်ရေးမူရဲဘော်စောသားကိုကရှင်းပြထားပါတယ်အဲ့ဒီစစ်စင်ရေးကိုနီးဗျူဟာ33အထူးစစ်စင်ရေးအဖွဲ့ဒေါနာစစ်ကြောင်းနှင့် YGF ဒေါနာစစ်ကြောင်း3 KBDF မွန်ပြည်တော်လည်းတက် MSRF ရေးဘလူးတက်ရင်ရမညမွန်တက်တော် RMA ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNL တမဟာ6တပ်ရဲ29နဲ့ကျဲလင်းရောင်စကားဘောတပ်ရဲ KTLA တို့ကပူးပေါင်းပြီးတော့လှုပ်ဆောင်ခဲ့ကြကြောင်းသတင်းရရှိပါရစေခင်ဗျာ အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စစ်ရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်ပေါင်းကကင်းဝေးပြီးတော့အကြမ်းဖက်ဆက်အာဏာရှင်စနစ်ဆိုးကြီးရဲ့လက်အောက်ကနေလဲအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ